ဘန်ဒိုဂျာစီကခပ်ပတ်ယူပေးသွားရင်ဂျိုရှော့ဘန်ကိုစိန်ခေါ်ဖို့စောင့်နေမယ်ဖိုက်တာတူချန်ပီယံတယောက်ဖြစ်လာပြီဟဲ့ဆိုရင်ဘေနာလေးမှာစိန်ခေါ်မယ့်သူတွေကဝိုင်းဝိုင်းလည်နေခဲ့တာဟာဖိုက်တာလောကရဲ့ထုံးစံတစ်ခုလို့ဆိုရပါပါခြေကျူစရာရှိခြေကျူမယ်ဝေဖန်စရာရှိဝေဖန်မယ်ဒါပေမဲ့ချန်ပီယံဆိုးအတွက်တော့စိန်ခေါ်စရာရှိစိန်ခေါ်မယ်ဆိုတဲ့သူတွေကြည့်လို့ဆိုရပါပါ ဒုတိယပြိုင်ပွဲတစ်ခုကိုဝင်ပြီးပြိုင်ပြီဆိုလို့ရှိရင်တော်တော်များများကချန်ပီယံဆုကိုလိုချင်ကြတဲ့အတွက်အကြောင်းပဲဖြစ်ပါတယ်။ဒီအလုံးလုံးမဆိုလို့ပဲမယ်။ဘာကြောင့်တော်တော်များဆိုပြီးတော့တုံးလုံးရတာလဲဆိုရင်တချို့သော fighter တွေကပတ်စံရရင်ပြီးအောင်ဆိုပြီး fighter log တွေမှာရှိနေခဲ့ကြတဲ့အတွက်အကြောင်းပဲဖြစ်ပါတယ်။လူတိုင်းကအောင်မြင်ချင်ကြတဲ့သူများတယ်ဆိုပေမဲ့တချို့ကချန်ပီယံဆုထက်ပတ်စံရဖို့ကအဓိကဆိုပြီးတော့သတ်မှတ်ထားခဲ့ကြတဲ့သူတွေရှိပါတယ်။တပွဲထွင်ရင်တို့တွေကပတ်စံဘယ်လောက်ရမလဲ။ဘယ်နှပွဲဆိုလို့ရောဘယ်လောက်ရနိုင်မလဲဆိုတဲ့အတွက်ချက်မှုတွေနဲ့ရှင်းပြနေခဲ့ကြတာဖြစ်ပြီးတချို့ကတော့အမြင်ဆုံးကိုရအောင်တတ်မယ်ဆိုတဲ့စိတ်နဲ့ fighter log မှာရှိနေခဲ့ကြတာပါ။ ကလည်းကိုမြမဖိုင်တာတွေနဲ့ပတ်သက်ရင်တို့တွေကိုလည်းပတ်စံရရင်ပြီးရောဆိုပြီးထိုးနေခဲ့ကြရလားဆိုပြီးမေးရမလို့ဖြစ်နေခဲ့ကြတာပါတခါလာလဲဒီပုံစံဒီနေရာကနေပြောင်းလဲတာမျိုးမရှိဘူးလို့ဆရာမဖြစ်ပြီးမာကုံကိုအားသာချက်တခုလို့သဘောထားပြီးအထိုးကံပြီးတိုင်းအမှတ်နဲ့အရှုံးပေးကောင်ထိုးချင်းလေးပိုက်ပြီးအင်ကိုပြန်ပြန်သွားတက်ကြတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပြီးအားပေးရသူပြည်သက်တွေနေကြည့်မယ်ဆိုရင်လည်း ချန်ပီယံခမတ်ကိုရောက်အောင်ယူမယ်ဆိုတဲ့စိတ်ကူးမျိုးမရှိခဲ့ကြပဲခံကြီးမောင်ဆိုတဲ့ဘွဲကိုရင်ဝယ်ပိုက်ထားခဲ့ကြလို့ဖြစ်နေကြတာပါကိုမြမာဖိုင်တာတွေကလည်းချန်ပီယံခမတ်စင်ခေါ်နိုင်တဲ့ဖိုင်တာတွေဖြစ်မြင်တွေ့ချင်ခဲ့ကြတာဖြစ်ပြီးဒါပေမဲ့လည်းမြင်ချင်တာနဲ့မြင်နေရတာဟာအဆင်မပြေစရာတွေဖြစ်နေကြတာပါမြန်မာဖိုင်တာတွေတဲမှာတော့ပရိသတ်တွေအတွက်ကျင်းနေဆရာဖြစ်စေခဲ့သလိုမြန်မာဆိုပြီးတော့ဂုံဆရာဖြစ်စေခဲ့တဲ့ဖိုင်တာဆိုလို့ချင်းသားကြီးအောင်လာအန်ဆန်ပြီး ချင်းဖိုင်တာနဲ့ဂျိုရှွာဘန်ကိုလည်းညှိုးထိုးပြသွားတော့မှာပါခချင်းသားကြီးအလွန်မြန်မာနိုင်ငံအတွက်ဂျိုရှွာဘန်ကဂုံတန်းစီခဲ့တဲ့ဖိုင်တာတယောက်လို့ဆရာမှာဖြစ်ပြီးမြန်မာကိုကဘာကားတည်အောင် USC လိုဒီနေ့တဲ့ promotion ကြီးကနေတဆင်းစွမ်းဆောင်ပြနေကြတာဖြစ်ပါရင်အခုဆိုရင်ဂျိုရှွာဘန်ဟာချန်ပီယံခပ်ပန်းစင်ကာပွဲကိုလာမယ့်ဒီဇင်ဘာလအတွင်းရှင်ပြိုင်သွားတော့မှာပါ USC flyweight တိုင် MMA ချန်ပီယံခပ်ပန်းအတွက် Brazil fighter Pantoja နဲ့စင်ကာပွဲအဖြစ်ရှင်ပြိုင်သွားတော့မှာဖြစ်ပြီးဂျိုရှွာဘန်တယောက်ချန်ပီယံခပ်ပန်းကိုအရယူသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရတော့မှာပါ 35နှစ်အရွယ်ရှိပြီဖြစ်တဲ့ Brazil Fighter GC ကနေပြီးတော့ Flyweight MMA ကပတ်ကို24နှစ်တာချင်းဖိုင်တာလေးကရယူသွားနိုင်မလားဆိုတာစိတ်ဝင်စားစရာတော့ကောင်းနေခဲ့တာပါ။အများစုကတော့ Pantoja C ကနေ Champion ကပတ်ကို Joshua Ban တယောက်လွှတ်ယူသွားနိုင်မှာမဟုတ်ဘူးဆိုပြီးထင်ကြီးပေးနေခဲ့ကြပါပဲ။ချင်းဖိုင်တာလေးကတော့ Champion ကပတ်ကိုရယူဖို့အသင့်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။တကယ်လို့ Joshua Ban တော့ Pantoja C က Champion ကပတ်ကိုရယူသွားနိုင်ခဲ့မယ်ဆိုရင် Joshua Ban C က Champion ကပတ်ကိုပြန်လည်စင်ခေါ်ဖို့အတွက်စောင့်ကြိုနေမယ့် Fighter တယောက်ရှိပါတယ်။သူကတော့ပြီးခဲ့တဲ့နေ့က Kabe ရဲ့တပည့်ဖြစ်တဲ့ Turkey Olympic ကိုအနိုင်ယူပြသွားခဲ့တဲ့ Japan Fighter Crow ဂျီဟိုရိုကူဂျီပဲဖြစ်ပါရင်ဂျပန်ဖိုင်တာဟာ USC ပြိုင်ပွဲအနေနဲ့ကိုနေကြဝေးကွာနေခဲ့ပြီးတဲ့အချိန်မှာ USC ကိုတကြောပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါရင်ဒီမက်ထရီယယ်ဂျွန်ဆန်လို့ Flyweight တန်းချန်ပီယံတယောက်နဲ့တော်မှာရှင်ပြိုင်ထားခဲ့ဖို့သူဖြစ်ပါရင်2016ခုနှစ်မှာတော့ USC ပြိုင်ပွဲကနေတခြား promotion စီကိုရောက်သွားခဲ့ပြီး Vision နဲ့ Bladder ဖွဲ့စည်းတွေမှာ Bantamweight တန်းရဲ့ချန်ပီယံဖြစ်အောင်ဆန်းဆောင်ပြနိုင်ခဲ့တာပါကိုနေကြမှာတော့ Crow G Horview ကြီးဟာ USC ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးတော့သူဟာ ဂျိုရှာဘန်နဲ့ထိုးသတ်ခဲ့တဲ့ flyweight ချမ်းမှာဝင်ရောက်ရှင်ပြိုင်နေကြတာဖြစ်ပါရင် USC ကိုတကြောပြန်လာပြီးခါဘီရဲ့တပည့်ကျော်ကိုအနိုင်ယူပြခဲ့ပြီးအခုဆိုရင် flyweight တန်းရဲ့ ranking 100အထိပါရောက်ရှိနေခဲ့တဲ့ Crojo Europea က USC ကိုပြန်လာခဲ့တာဟာ champion ခပ်ဘက်ကိုရယူဖို့အတွက်ဆိုပြီးကြွေးကြော်ကဝင်ရောက်လာခဲ့တာဖြစ်တဲ့အတွက်ချင်းဖိုင်တာလေးအတွက်တော့ပြိုင်မဲတယောက်တက်ပြီးဒုလာခဲ့တာဖြစ်တယ်လို့ပဲဆိုရမှာဖြစ်ပါရင်